မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မအားချင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဂျေဇုရောအပြည့်ဒီမနက်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝတ္ထုခန်းကြီး23အပိုက်ငယ်9ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဒိုကာဖာရီရှဲရိုနဲ့ဇတုကဲရိုသည်အချင်းချင်းညှင်းခုံ၍ အစုအဝေးသည်ကွဲပြားခြင်းသို့ရောက်လေ၏ဒီနေရာမှာရှင်ပေါလုကိုဖမ်းဆီးတုံ့နှောင်ပြီးတော့မှစစ်မေးဖို့ရန်အတွက်လုပ်တဲ့အချိန်မှာရှင်ပေါလုကအဲ့ဒီလူစုအဝေးမှာရှိတဲ့ဖာရီရှဲတို့နဲ့ဇတုကဲတို့ရဲ့မတူညီတဲ့အယူဝါဒပေါ်မှာမူတည်ပြီးစစ်ဆေးခံရပါတယ်လို့ရှောက်လဲချက်တင်တဲ့အခါမှာ အကုန်လုံးရှုပ်ထွေးပြီးတော့မှကွဲပြားကုန်တယ်ဆိုတာတွေ့ရပါတယ်ဖာရီရှဲတွေနဲ့ဇတုကဲတွေက တပွဲ့နဲ့တပွဲ့အယူအဆတွေမတူကြဘူးဆိုတာကို တွေ့ရတယ်။ဒီနေရာမှာ ကျွန်တော်စိတ်ဝင်စားသွားတာက ဖာရီရှဲနဲ့ဇတ်ဒုကဲတို့ရဲ့ကွဲပြားခြားနားမှုပဲဖြစ်ပါတယ်။ဖာရီရှဲတွေက လူဒုနဲ့နီးကပ်တဲ့အဖွဲ့တွေဖြစ်တယ်။သူတို့ကမောရှေရဲ့ကျမ်းကားဆောင်အပြင်အခြားသောကျမ်းတွေကိုလည်းလက်ခံယုံကြည်တဲ့သူတွေဖြစ်တယ်။ဇတ်ဒုကဲတွေကတော့မျိုးရိုးမြင့်တဲ့သူတွေဖြစ်ပြီးတော့အာနာပိုင်အဖွဲ့အစည်းတွေနဲ့အလွန်နီးကပ်တဲ့ ိမ့်မှန်တော်ကိုကြီးမှုတဲ့သူတွေဖြစ်တယ်။သူတို့ကတော့မောရှိရဲ့ကြံကားဆောင်ကိုသာယုံကြည်လက်ခံကျင့်သုံးကြတဲ့သူတွေဖြစ်တယ်။ယေပူဇော်ခြင်းအမှုမှစပြီးတော့ဗိမ္မန်တော်အမှုတွေကို အတိကဆောင်ရွက်ကြတာဖြစ်ပါတယ်။ဖာရီရှဲတွေကတော့တရားစရက်တွေမှာတုံတင်ဆုံးမပြီးလူတွေကိုပြည့်ညက်တရားအတိုင်းလက်လျှောက်စေဖို့ရန်အတွက်တင်းကျပ်စွာတုံတင်ကြတယ်ဆိုတာကိုလည်းတွေ့ရပါတယ်။ဒါ့ပြင် ဖာရီရှဲတွေကတော့ ရှင်ပြန်ထမြောက်ခြင်းတို့ကောင်းကင်တမန်တို့နာဝိညာဉ်တို့နဲ့ပတ်သက်တဲ့အရာတွေကိုယုံကြည်တဲ့သူတွေဖြစ်ပါတယ်ဇတုကဲတွေကတော့အဲ့လိုမဟုတ်ဘဲနဲ့လူဘဝဆိုတာတေဆုံးပြီးရင်ပြီးသွားပြီလူဆိုတာဒီဘဝတာအတွက်ပဲဖြစ်တယ်ဆိုပြီးတော့မှယုံကြည်ကြတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မလို့ရှင်ပြန်ထမြောက်တယ်ဆိုတာသူတို့မယုံဘူးလက်မခံဘူးနာဝိညာဉ်တွေအကြောင်းလဲသူတို့လက်မခံဘူးကောင်းကင်တမန်တွေကိုတော့မယုံဘူးဆိုတာကိုတွေ့ရပါတယ် နောက်ပိုင်းမှာတော့ဗိမာန်တော်ဖြိုဖျက်ခံရပြီးတဲ့အခါမှာဇတ်တုကဲတွေဟာ တိန်ကောပျောက်ွယ်သွားတယ်လို့သိရပါဗျ။ယခုချိန်ထိဂျူးလူမျိုးတွေကျင့်သုံးနေတဲ့ဘာသာရေးတွင်တင်ချက်တွေကဖာရီရှဲတွေကနေစဉ်သက်လာတယ်လို့ဒီလို လက်ခံယုံကြည်ရပါတယ်။ဒါကဖာရီရှဲတို့နဲ့ဇတ်တုကဲတို့ရဲ့မတူကွဲပြားတဲ့အချက်အလက်တွေပဲဖြစ်ပါတယ်။အဲ့တော့အဲ့ဒီမတူတဲ့အဖွဲ့အစည်းနှစ်ခုရှိတဲ့ ယေရုရှလင်မြို့ကိုပေါလုရောက်သွားတဲ့အခါမှာသူတို့ရဲ့ယုံကြည်ချက်မတူတာကို ကောင်းကောင်းသဘောပေါက်ထားတဲ့ပေါလုကဒါကိုအတုံးချပြီးတော့မှသူဟာရှင်ပြန်ထမြောက်ခြင်းကိုယုံတယ်ယေရှုဟာရှင်ပြန်ထမြောက်ခဲ့တယ်ယခုပင်အသက်ရှင်လျက်ရှိတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ကဘာဖြစ်လို့စစ်မေးခံနေရတာလဲဆိုပြီးတော့မှပြောတဲ့အခါမှာရှင်ပြန်ထမြောက်ခြင်းကိုယုံတဲ့ဖာရိရှဲတွေကပေါလုဘက်ကနေရက်တီပြီးတော့ ဇတုကဲတွေနဲ့အခြေတင် ဖြစ်ကြတယ်ဆိုတာကို တွေ့ရပါတယ်။ဒီနေရာမှာဘ ഹു တုတအနေနဲ့ဇတုကဲနဲ့ဖာရိရှဲတို့ရဲ့မတူညီချက်တွေကို သိရသလို ရှင်ပေါလုရဲ့လိမ္မာပါနက်စွာနဲ့ရှောက်လွဲချက်တင်တက်မှုအကင်းပါမှုနဲ့သူ့ကိုဘုရားသခင်ဘလိုဉာဏ်ပညာတွေပေးပြီးတော့မှထုတ်ဆောင်တယ်လဲဆိုတာတွေကို တွေ့ရလို့အင်မတန်သင်ခန်းစာယူစရာ ကောင်းပါတယ်ရှင်ပေါလုကတော့ဒီလိုအငင်းခုန်တွေကြားတဲ့ကနေပြီးတော့မှ စစ်သူကြီးကနေဆွဲထုတ်ပြီးတော့မှသူ့ကိုလုံခြုံတဲ့နေရာမှာထားတယ်။ပြီးတဲ့အခါမှာရှင်ပေါလုကလည်းယောမမျိုးထိသွားပြီးတော့မှအယူခံဝင်မယ်ဆိုတဲ့အတွက်ကြောင့်မလို့သူ့ကိုယောမမျိုးထိပို့ဖို့ရန်အတွက်ပြင်ဆင်ကြတာတွေ့ရပါတယ်။ဒီလိုယောမထိသွားဖို့ရန်အတွက်လေဘုရားသခင်ကပေါလုကိုဖော်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။ဒီလိုအခက်ခဲတွေယုံရင်စံခတ်မှုတွေသူ့ကိုတတ်မယ်လို့အတိတ်ထံပြုတဲ့သူတွေကြားထဲမှာ ရှင်ပေါလုဟာ ရက်တီရတာတော်တော်တော့မလွယ်ပါဘူးတိုးတော်လဲဘုရားခင်ကအဲ့ဒီကြားထဲကနေသူ့ကိုပို့ဆောင်ပြီးအသုံးပြုတဲ့အရာကအင်မတန်မှအံ့ဩစရာကောင်းတယ်ဘုရားသခင်ကရန်သူကြော့ခွင်းထဲကနေလွတ်မြောက်စေတယ်ဘယ်လိုဖြေကြားရမလဲဆိုတာကိုလည်းဉာဏ်ပညာပေးတယ်ဆိုတာတွေ့ရတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ကျွန်တော်ရဲ့အသက်တာမှာလည်းဘုရားပေးတဲ့ဉာဏ်ပညာအဖြစ်အခက်အခဲတွေကိုကြော်လွှားဖို့ငင်းခုံမှုတွေကိုရင်ဆိုင်အောင်မြင်နိုင်ဖို့ တကယ်လက်ရှိအမှန်တရားကိုကောင်းစွာအသုံးချတတ်ဖို့လိုအပ်ပါတယ်။ဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဖျားကိုယ်တော်ကိုကျေးဇူးတင်နေ။ဒီနေ့ကျွန်တော်တို့အသက်တာအပေါ်မှာဖျားခင်လက်တော်ရှိပြီးကောင်းကြီးပေးလို့ကျေးဇူးတင်နေ။နေ့ရက်စဉ်တိုင်းမှာကိုရရှင်ကျွန်တော်တို့ကိုကောင်းကြီးပေး၍ဉာဏ်ပညာနဲ့ပြဿနာများစွာကိုဖြေရှင်းနိုင်ဖို့မာစာပါ။ငင်းခုံမှုတွေကြားထဲမှာကိုရော့အပြင်အောင်မြင်ကြော်လွားတက်စေဖို့မာစာပါ။ကျေးဇူးတင်နေ။ ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကရိုရှင်လက်တော်ရှိပြီးမာဇာပါမိအကြောင်းတဏိတာကိုလက်ဝဲအနန်စုတောင်းတဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆက်ကအနန်စုတောင်းပါ၏အာမင်